်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နယ်ရေကန်ကိုစစ်ကူကိုရန်အင်အား150ခန်းစုံခုံအမြောက်တပ်ကိုပို့ထားခမောက်တောင်စခန်းပါပိတ်ဆို့တိုက်ခိုက်ခံရ၍လက်နက်ကြီးပစ်ကူပါပေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ပိတ်ဆို့တိုက်ခိုက်ခံရသည့်နယ်ရေကန်တို့စစ်ကူပို့သည့်စစ်ကြောင်းများစခန်းကိုမရောက်ဘဲစစ်ကြောင်းလိုက်ပြုတ်နေခြင်းတွင်စစ်ကော်မရှင်ကစစ်ကူများထပ်မံပို့ရန်ပြုလုပ်နေကြောင်းသိရပါတယ် ပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့ကမင်းဘူးခလာရ88မှအင်အား150ပါစစ်တပ်ရင်တန်းခါစင်းသည်စုံကုံရှိအမြောက်စစ်စင်ရေးခုတ်ခဲမှုဌာနချုပ်မာစာခ905အတွင်စူဝေးဝင်ရောက်သွားကြောင်းတရင်ရင်းမြစ်ထံမှသိရပါတယ်။နေရီကန်စခန်းမှာတပ်မမှု2ရောက်အပါအင်အား300လောက်ပိတ်မိနေပါတယ်။ဒဏ်ရာရသူတွေလည်းချင်းနေစိုးတယ်လို့ပြန်သိရတယ်။စစ်ကူစစ်ကြောင်းကခုတ်ကြီးကိုမကြောနိုင်ဘူး။အကုန်အတိုက်ခံရရတဲ့ဟုတရင်ရင်းမြစ်ကတရင်ဌာနကိုပြောပါတယ်။ ခုတ်ကြီးကြီးရွာအနီးရှိခမောက်တောင်စကန်းကိုလည်းအာရကတက်တော်အေအေနဲ့ပူးပေါင်းတပ်များကဝိုင်းဖက်ပိတ်ဆို့တိုက်ခိုက်တဲ့ဖြင့်အမြောက်ဌာနချုပ်မှနေ၍ပြစ်ကူများဆက်တိုက်ပေးနေရကြောင်းသိရပါတယ်။ထို့ပြင်နှစ်ရက်ကစခန်းအတွင်ပြိမိနေသည့်တမမမှု၂ယောက်ပါအဖွဲ့ကိုစစ်ကောမရှင်ကလေကြောင်းမှလက်နက်ရိက္ခာများချပေးရာထွက်ကောက်သည့်အဖွဲ့ကိုအေအေကလက်နက်ကြီးဖြင့်ပစ်ခတ်သည့်အတွက်စစ်ကောမရှင်တပ်ဖွဲ့ဝင်အများပြသိဆုံးကြောင်းသတင်းရင်းမြစ်ထံမှသိရပါသည်စစ်ကောမရှင်သည်နှစ်ရက်ကစခန်းကိုစစ်ကူပေးရန် လန်တင်နဲ့လန်ဟောင်းနှစ်ခုလုံးမှစစ်ကြောင်းထိုးချီတက်ခိုင်းတော်လဲဂျားဖြတ်တိုက်ခိုက်ခံရပြီးစစ်ကြောင်းလိုက်ပြုတ်တည်အထိတေဆုံမှုများကြောင်းသိရပါတယ်။စင်ပြုံဆက်စီနဲ့စာတက်တူကြေးပါများဘတ်တွင်လဲစစ်ကော်မရှင်စစ်ကြောင်းများလှုပ်ရှားမှုရှိနေကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်ကိုင်မျိုးနဲ့မှအကြမ်းဖက်စစ်တပ်လက်ပါစီဖြူစော်တီငါဦးဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းကြောက်စဲခရိုင်စစ်ကိုင်မျိုးနဲ့အတွင်းကျန်းဖက်စစ်တပ်လက်ပါစီပြူစော်တီငါဦးကိုဖမ်းဆီးရမိတဲ့လို့ကြောက်စဲမျိုးနဲ့တော်လန်ရေးတပ်ကဒီနေ့မှထုတ်ပြန်ပါတယ် ရန်သူပြူစောထင်းငါဥကိုနိုဝင်ဘာ18ရက်မှာပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့ပြီးတပ်ဆိုင်ရာမြို့နယ်ဖကဖထံတွဲပြောင်းပြစ်ခဲ့တယ်လို့အသိပေးပါတယ်။ဖမ်းဆီးရမိတဲ့ပြူစောထင်းငါဥဟာအကြံဖက်စေုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲဖြစ်မြောက်ရေးမှာပါဝင်ဆောင်ရွက်ပေးနေတဲ့လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။အဲ့ဒီဖမ်းဆီးမှုကိုကြောက်စိတ်ခရိုင်အမှတ်နဲ့တရင်တပ်ခွဲနဲ့တပ်ခွဲသုံးစင်ကိုင်ပခါပါတို့ပူးပေါင်းခဲ့တယ်လို့သိရပါတယ်။ဆလပီကလေးကန့်ကောဖလန်နှင့်တိတိမြို့နယ်တွင်အကြံဖက်စစ်တပ်နှင့်တော်လိုင်းရေးမဟာမိတ်များကြားတိုက်ပွဲများအပြင်းထန်ဖြစ်နေ အကြံဖတ်စစ်တပ်မှဘုံမူပိုကြီးအပါဝင်စစ်သားတရာဝင်းကျင်တည်ဆုံစစ်တုံးပန်းတချို့နဲ့လက်နက်ခရံအများပြသိမ်းပိုက်ရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်ကချင်းပြည်နယ်အတွင်းသို့ထိုးဖောက်ဝင်ရန်စစ်ကြောင်းထိုးလာမှုကိုချင်းတော်လန်ရေးတပ်များနဲ့မဟာမိတ်တော်လန်ရေးများကပူးပေါင်းခုခံတိုက်ခိုက်ခဲ့ကြရာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးစစ်တပ်မှဘုံမူပိုကြီးအပါဝင်တရာဝင်းကျင်တည်ဆုံကြောင်းချင်းပြည်ချင်းလန်အစိုးရကာကွယ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ပါတယ်။ ချင်းမျိုးသားတပ်မတော်နှင့်ဒီတန်တရကာကွယ်ရေးတပ်ဖွဲ့များဖြင့်ဖွဲ့စည်းထားသည့်ချင်းလန်အစိုးရတပ်ဖွဲ့၏စစ်ကြောင်းတင်းနှင့်စစ်ကြောင်းနှစ်တို့ကအကြံဖတ်စစ်တပ်ကိုကလေးမြို့နယ်၊ခံကောမြို့နယ်၊ဖလန်းမြို့နယ်နှင့်တီတိန်မြို့နယ်တို့တွင်တိုက်ခိုက်ခဲ့ကြောင်းချင်းလန်အစိုးရတပ်ဖွဲ့၏စစ်ကြောင်းတက်ကဖက်ကော့ PDF ၊ကျောင်းသားတပ်မတော် ABSDF ၊ PDF ခရိုင်တပ်ရင်းများ၊ပကဖားများ short different form ydf စသည့်မဟာမိတ်အဖွဲ့များနှင့်လက်တွဲပြီးကလေးမျိုးနှင့်ကံကောမျိုးအကြားတွင်စေကောင်စီတက်ကိုတိုက်ခိုက်နေကြောင်းသိရပါသည် စစ်တပ်ကလေရင်နဲ့ဒရုန်းတို့ကိုအားပြုပြီးတိုက်ခိုက်နေတော့လေချင်းလန်အစိုးရတပ်ဖွဲ့နဲ့မဟာမိတ်အဖွဲ့များဤတိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်မှပုံမှုပို့ကြီးအစဉ်အယားရှိများအပါဝင်အင်အားတရာခန့်ကိုချေမုံနိုင်ခဲ့ပြီးစစ်တုံးပန်းတချို့ဖမ်းဆီးရမိကြောင်းလက်နက်ခရမ်းများလည်းတင်စီနိုင်ခဲ့ကြောင်းသိရပါတယ်အထင်နာနေသောစစ်တပ်ကနိုဝင်ဘာလ6ရက်နေ့တွင်တိုက်လေရင်ဖြင့်၄ကြိမ်နိုဝင်ဘာလ14ရက်နေ့တွင်တိုက်လေရင်ဖြင့်9ကြိမ်ဝိုင်းတွဲလျင်ဖြင့်တစ်ကြိမ်၊နိုဝင်ဘာလ15ရက်နေ့တွင်တိုက်လျင်ဖြင့်နှစ်ကြိမ်၊နိုဝင်ဘာလ16ရက်နေ့တွင် တိုက်လေရင်ဖြစ်နှစ်ကြိမ်ဝိုင်းတွဲပုံအလုံး50ခန်းနိုဝင်ဘာလ18ရက်နေ့တွင် Fighter Jet ဖြင့်၄ကြိမ်၄ကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်အလားတူချင်းလန်းအစိုးရတပ်ဖွဲ့၏စစ်ကြောင်းနှစ်က Chin National Defense Force CMDF PDF ဆိုလန်စာတီမိဖက်အဖွဲ့များနှင့်လက်တွဲ၍ဖလန်းမျိုးနှင့်ဝေဘူလာမျိုးအကြားတွင်၎င်းတီးတိမ်မျိုးနှင့်ခိုင်ကန်းမျိုးအကြားတွင်၎င်းစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေကြောင်းစစ်တပ်ကရမန်နေ့နိုဝင်ဘာလ18ရက်နေ့တွင်၄ကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည် ဆက်လက်ပြီး NUCC မှ KNU နဲ့ KNPP တို့ယာယီနှုတ်ထွက်စာတင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC မှကရင်အမျိုးသားအစည်းအရုံ KNU နဲ့ကရင်ပြည်အမျိုးသားတိုးတက်ရေးပါတီ KNPP တို့အဖွဲ့ဝင်အဖြစ်မှယာယီနှုတ်ထွက်ရန်စတင်ထားကြောင်းသက်ဆိုင်ရာအဖွဲ့များမှအတည်ပြုပါရယ်။ယာယီရက်ဆိုင်ထားတယ်လို့ပဲ NUCC ကိုစာပို့အကြောင်းကြားတာပါခင်ဗျာ။ အဓိကအကြောင်းအရာက NUCC အားစိုက်ပြီးလှုပ်ဆောင်နေတဲ့အကြောင်းအရာတွေကရေပြင်မှာတကယ်ပဲဖြစ်ပျက်နေတဲ့အခြေအနေနဲ့ခင်းကွာနေတဲ့အပိုင်းတွေအများကြီးတွေ့နေရပါတယ်ဟု KNU ပြောရေးဆိုခွင့်ရှိသူ Professor Tony ကသတင်းထားတာကိုပြောပါတယ်။အလားတူ KNPP နဲ့ NUCC မှနှုတ်ထွက်စာတင်ထားသည့်မှာမှန်ကန်ကြောင်း NUCC ကောင်စီဝင်ဦးတိုးကျော်လိုင်ကအတည်ပြုပါတယ်။ NUCC ဤမီလာ၄ရက်နေ့ထုတ်ပြန်ချက်အရ NUCC တွင်တိုင်းရင်းသားတော်လှန်ရေးဖွဲ့စည်းများအနေဖြင့်မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ကရင်ပြည်အမျိုးသားတိုးတက်ရေးပါတီ KNPP တို့ပါဝင်ပါတယ်။လက်ရှိတွင် KNU နဲ့ KNPP တို့ယာယီနှုတ်ထွက်ထားသဖြင့် NUCC တွင်လက်နက်ကိုင်တပ်ဖွဲ့ရှိသည့်တော်လှန်ရေးအဖွဲ့အစည်းအနေဖြင့် ABSDF တာကြံရှိတော်မူဖြစ်သည်ဟုနားလည်ရပါတယ်။ NUCC ကိုပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH နိုင်ငံရေးပါတီတိုင်းသားတော်လှန်ရေးအဖွဲ့အစည်းများတပိတ်ကော်မတီအရက်ဖက်အဖွဲ့အစည်းများအမျိုးသမီးအဖွဲ့များနှင့်ဂျာကာလာပြည်နယ် Federal Unit လူမျိုးကိုစားပြုအဖွဲ့များမှ ိုစလင်ညာဖြင့်ဖွဲ့စည်းထားပါတယ်။ NUCCE 2022ခုနှစ်ဇန်နဝါရီလတွင်ကျင်းပခဲ့သည့်ပထမကြိမ်ပြည်သူညီလာခံတွင် Federal Democracy ပြည်ညင်အစိတ်အပိုင်း122ကိုအတည်ပြုနိုင်ခဲ့ပြီးထိုညီလာခံအပြီးတွင်ပြည်ညင်ရေးဆွဲရာ၌ပါဝင်ခဲ့သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့်ကက်ချင် Political Intran Coordination KPICD တို့က NUCC မှနှုတ်ထွက်သွားခဲ့ပါတယ်။ ပရိငင်းအရာ NUCC သည်6လတကြိမ်ပြည်သူညီလာခံကိုဦးဆောင်ကျင်းပကဒေါ်လာရေးလုပ်ငန်းများကိုမဟာဗျူဟာချမှတ်ပြီးအစီအမံများကိုရေးဆွဲပေးရည်ဆိုတော့လေနှစ်နှစ်အကြာ2024ခုနှစ်ဧပြီလတွင်မှဒုတိယအကြိမ်ပြည်သူညီလာခံကိုကျင်းပနိုင်ခဲ့ပါတယ်။ထို့ဒုတိယအကြိမ်ညီလာခံနောက်ဆုံးရက်တွင်ပြည်တော်စုလွတ်တော်ကုစားပြုကော်မတီ CRPH နှင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG မှကိုယ်စားလှယ်များတက်ရောက်ခဲ့ခြင်းမရှိကြပေ။ဆလပီရွှေကုတ်ကိုရှိဖုန်ကြီးကြောင့်အတွင်စစ်ကော်မရှင်တပ်သားတရာကျော်ရောက်နေ အစာဦးတချို့ဖြိုချရန်စီစဉ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြာဖြတ်ငွေလိမ်လုပ်ငန်းများအခြေချလောက်ခံရဒေတာတစ်ခုဖြစ်တဲ့ထိုင်းမြန်မာနယ်စပ်ရွှေကိုကိုမြို့သို့စစ်ကော်မရှင်တပ်သား100ကျော်ရောက်ရှိနေပြီးအစာဦးတချို့ဖြိုချဖြတ်စည်းရန်စီစဉ်ထားသည်ဟုခရီးနှင့်ကြားဆောင်တဲ့ PGF နှင့်နှီးဆက်သည့်သတင်းရင်းမြစ်ထံကသိရပါတယ်။စစ်ကော်မရှင်တပ်သားများမှယနေ့နိုဝင်ဘာလ18ရက်ညနေ4နာရီကျော်တွင်ရွှေခုတ်ကိုရက်ွက်တည်ရှိចောင်းကြီးဖုံကြီးចောင်းဝင်းအတွင်ရောက်ရှိနေခြင်းဟုသိရပါသည် ရက်ကွက်တစ်ရွှေပြည်သားလက်ဖက်ရည်ဆိုင်အကျော်လေးမှဘောလုံးခွင်းနာကကြောင်းကြီးကြောင်းမှရောင်းနေတာတရာကျော်တယ်။မြို့ထဲမှာထက်တရုတ်ဆိုင်နဲ့အနီးဆုံးနေရာပေါ်ဟုအဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်။အဆိုပါသတင်းရင်းမြစ်ဤအဆိုအရယနေ့ညပိုင်းတွင်တရုတ်ကြားဖြတ်လုပ်ငန်းခွင်နေရာအချို့အားဖြိုးခွဲဖျက်ဆီးရန်စီစဉ်နေကြောင်းနှင့်ရွှေကုတ်ကိုမှသည်မြောက်ပြည်မြို့အထိတလျှောက်လုံးအား BGF ကလုံခြုံရေးယူထားကြောင်းသိရပါတယ်။ KK ဘတ်တုံကလိုပဲအဆောက်အုံအချို့ခွဲမိလို့ကြားတယ်။ ပြီးတော့ဘာဖြစ်တယ်လဲတော့မသိဘူးစေယုံတွေကဆရာမတွေကိုပါအထုပ်တွေပြင်ထားဖို့ဆိုပြီးပြောတာတွေရှိတယ်ဟုအဆိုပါတရင်ရင်းမြစ်ကဆက်ပြောပါတယ်။ခရင်နေချောင်းဆောင်တက် PGF ကယမန်နေ့တွင်ကြာဖြတ်နေနေရေးအထူးစစ်စင်ရေးစတင်ပြီးဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ထို့နောက်တွင်ရွှေကုတ်ကိုအတွင်ရှိကြာဖြတ်လုပ်သားများညာတွင်ချင်းထွက်ပြေးတိမ်းရှောင်ကြပြီးရွှေကုတ်ကိုဒေသအစုံအဖျားရှိတန်လျားအဆောင်များတွင်အများစုနေထိုင်ကြကြောင်းသိရပါတယ်။ဒီဘက်ဆောက်လက်စတိုက်တွေမှာလည်းဝင်ဝင်နေကြတယ်။ luggage တွေနဲ့ပြီးတော့အခုကဘာထူးတလဲဆိုရင် ကိုကိုအဝင်အထွက်ကပိတ်ချတယ်။ရွာသားတွေကိုတော့အသွာလာပုံမှန်ပြေးလုတဲ့ကျန်တဲ့နိုင်ငံသားသားတွေ site တွေတဲကလူတွေဆိုရင်တော့ပိတ်ချတယ်။ပြေးမသွားဘူးဟုဒေသခံတက်ဦးကပြောပါတယ်။အမေရိကန်နိုင်ငံကမြန်မာပါဝင်လာအိုကမ်ဘောဒီးယားနဲ့အရှေ့တောင်အာရှနိုင်ငံများရှိ online ငွေလိမ်လုပ်ငန်းတွေကိုနှိမ့်နှင်းရန်အတွက် scan center strike for အဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်နိုင်ငံသားရေးဌာနမှနိုဝင်ဘာလ12ရက်နေ့တွင်တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထို့ပြင်နိုဝင်ဘာလ14ရက်နေ့တွင်လည်းတရုတ်နိုင်ငံဦးဆောင်ကမြန်မာထိုင်းလာအိုကမ်ဘောဒီးယားနှင့်ဗီယက်နမ်နိုင်ငံအပါအဝင်နိုင်ငံ6နိုင်ငံတို့မှဝင်ကြီးအဆင့်အစည်းအဝေးပြုလုပ်ကအွန်လိုင်းငွေလိမ်လုပ်ငန်းများကိုပူးပေါင်းနှိမ့်နှင်းမည်ဖြစ်ကြောင်းသဘောတူခဲ့ပါသည်စစ်ကော်မရှင်ကောင်းဆောင်မြန်မာနိုင်ငံကလည်းပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့ကကရင်ပြည်နယ်မြို့တော်ဖတ်အံကိုလာရောက်စဉ်အွန်လိုင်းငွေလိမ်လုပ်ငန်းများအားအမျိုးသားရေးတာဝန်တရအဖြစ်နှိမ်နင်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။